။ဒီနေ့ဘတ်ကားတစ်စီးပေါ်မှာအမျိုးသမီးတစ်ယောက်ကဆီယာမတစ်ယောက်တက်လာတော့ဘာမှမပြောဘဲသူ့ထိုင်ကုန်းနေရာကိုဖယ်ပေးလိုက်တယ်။ဆီယာမကလည်းကျေးဇူးတင်ကြောင်းပြောပြီးဝင်ထိုင်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကတော့ပြုံးရွှင်စွာနဲ့မတ်တက်ရက်လိုက်စီလိုက်ပါတယ်။နောက်ထပ်မတ်တိုင်တစ်ခုရောက်တော့လူတစ်ယောက်ဆင်းသွားတော့အားရဲကုန်ဝင်ထိုင်ပြီးနောက်မတ်တိုင်တစ်ခုမှာကလေးနဲ့အတူတက်လာတဲ့အမျိုးသမီးအတွက်ထိုင်ကုန်းနေရာဖယ်ပေးလိုက်ပါတယ်။ရှင်ဤအတိုင်းပဲကလေးနဲ့အမျိုးသမီးကကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ကလေးနဲ့အတူဝင်ထိုင်လိုက်ပြီးအဲ့ဒီအမျိုးသမီးကပြုံးရီစွာနဲ့မတ်တက်ရက်စည်းလိုက်ပါတယ်။အဲ့ဒီလိုပဲခုံလွတ်ရင်ဝင်ထိုင်လိုက်တက်လာတဲ့သူအတွက်ထိုင်စရာမရှိရင်ဖယ်ပေးလိုက်နဲ့စည်းလန်လိုက်ကြ။အချိန်တော်ကြတော့ဂိတ်ဆုံးကန်ဒီအချိန်မှာကတ်စပီယာကထိုင်ကုန်နေခဏတိုင်းအားနေရ။ရှင်ကအမဲပါလို့ဖယ်ပေးနေရလေ။ကလေးပါတဲ့အမျိုးသမီးတက်ကြီးရော်တွေကိုဖယ်ပေးတာတော့ဟုတ်ပါတယ်။ဒါပေမဲ့လူပြုတ်အပြုတ်တွေကိုလည်းဖယ်ပေးခဲ့တာ။ဘာလို့လဲလို့မေးကြည့်တဲ့အခါမှာတော့ ထိုင်ကုန်ခဏတိုင်းဖယ်ပေးတဲ့အမျိုးသမီးကအမရေကျမအောက်ခြေတဲ့အလုပ်လုပ်တဲ့အလုပ်သမားပါကျမမှာတခြားသူတွေလိုအလှကြီးပေးဖို့ငွေချင်းမရှိဘူးလေဒါကြောင့်လမ်းသွားတဲ့အခါလမ်းမှာကျနေတဲ့ကြောက်ခဲတွေဖယ်ပေးလိုက်တယ်လမ်းမှာရေစာနေတဲ့သူတွေ့ရင်ပါလာတဲ့ရေဘူးတိုက်ခဲလိုက်တယ်အခုလိုဘတ်ကားစီးတဲ့အခါမျိုးမှာလည်းတခြားသူတွေအတွက်ထိုင်ကုန်နေရာဖယ်ပေးလိုက်တယ်ဒီလိုနဲ့ကျမကူညီလိုက်တဲ့သူကျင်းနေသွားတာမြင်ကျမအတွက်စိတ်ချမ်းသာမှုရတယ်လေပြီးတော့ တနေကုန်ပင်ပန်းလာသည်များလည်းပြေပြောက်သွားတယ်။နောက်ပြီးအလုံနာချိန်ထမင်းစားချိန်မျိုးမှာလည်းကျွန်မအဖြစ်မှထမင်းထွက်စားဖြစ်တယ်။အဲ့ဒီအခါမှာလည်းအနားကိုရောက်လာတဲ့ငှက်ကလေးတွေကိုလည်းပတ်ဖြန်ကျွေးလိုက်တာပဲ။ဒီလိုနဲ့ကျွန်မတက်နိုင်တဲ့နည်းနဲ့ကုတူပြုတ်လိုက်တာပဲရှင်။သူစကားကြားလိုက်တဲ့အခါအနားမှာရှိနေတဲ့ဆရာမကလွန်စွာအံ့ဩသွားပြီးစိတ်ထဲကလည်းပညာမဆုံးလို့သာအောက်ချစ်တဲ့အလုပ်လုပ်ရတာစိတ်ထဲကအတော်မြင့်မြတ်တာပဲလို့မှတ်ချက်ပြုလေးစားသွားခဲ့တယ်။